နည်းနည်းတော့နောက်ကျသွားပြီ40ချိန်ထားတာပေါ့နော်လမ်း10မိနစ်မောင်းရမှာ10မိနစ်မောင်းမှာကျွန်တော်အခုကကင်မရာထဲမှာချိန်နေရတဲ့ဗားနဲ့က30နဲ့မှ4အောင်ဖြစ်သွားပြီကျွန်တော်ဟို44လောက်မှရအောင်မယ်အဲ့တော့နည်းနည်းတော့နောက်ကျနောက်ကျသွားပြီပေါ့နော်အဲနောက်ကျသွားတယ်တကယ်တော့ကိုရီးယားနေနဲ့ချိန်နိုင်ရဆော့ဆော့လေးရောက်တာကောင်းတယ်ပေါ့နော်ကိုရီးယားနေနဲ့နည်းနည်းလေးတော်တော်လေးမဟုတ်ပါလေမြင်တဲ့အတိုင်းပဲအမကားတွေကပိတ်နေတယ်ဒီချိန်က အဲ့တော့ပစ္စည်းတွားယူပြီးတော့ပြန်ရောင်းရင်အိမ်ချမ်းမှာပဲမက်ဘုတ်ဟောင်းဝေတဲ့သူတွေဘာတွေစစ်တင်လဲဘလူမျိုးတွေစစ်တင်လဲဆိုတော့အသေးစိတ်လုံးပြပေးမယ်ပေါ့နော်ဟိုရောက်ရင်တော့မပြောတတ်ဘူးအဲဘူဂျီရိုက်လို့ရလားမရိုက်ရလားတော့မသိဘူးပေါ့နော်အဲလောလောဆယ်ဆယ်ရတော့အဲတွားကြည့်လိုက်ပါညင်းတော့တော်တော်လေးတန်တယ် M1 MacBook Pro ကိုမှအဲ8 RAM 8 SSD ရ512နဲ့ဒီလား512နဲ့ဟိုလုံးဝဒီ charging တွေရစပြားဒီလား ဘုံကဘာမှမတုံးရသေးဘူးပေါ့နော်မက်ဘုတ်လေးပဲထုတ်ပြီးတော့တုံးထားတာချာဂျင်တွေပါရသလိုတုံးမထားဘူးကျူးတွေရလည်းလုံးဝ original အတိုင်းဒီတိုင်းပဲ fucking အတိုင်းလေးပဲရှိနေရပေါ့နော်အဲ့တော့တော်တော်လေးတန့်နေလို့ပြောလို့ရတယ်အထက်မှာပါတယ်အပြင်တစ်ချက်သွားကြည့်လိုက်မယ်သွားကြည့်ပြီးတော့ဟိုဆွဲလာမှဖြစ်ပါတယ်အဲ့အဲ့တော့စစ်စီယာကြီးကတော့ပုံမှန်တန်းလေးတော့စစ်ရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်အထင်ကတော့တော်တော်လေးတော့ကောင်းပြီးတော့အဆင်ပြေမယ်လို့တော့ထင်တယ်။ Okay ကျွန်တော်တော့လိုက်ရအောင် ောက်နေပြီဒီလားဟိုကဟိုကရောက်နေကျွန်တော်နောက်ကျရနေတယ်တကယ်တော့အဲ့ဒါကြီးရမဖြစ်တင်ဘောနော်ချိန်တာပြီးနောက်ကျရတာကြီးတော့ပြီးတော့စစ်ပြီးတော့မှယူခဲလိုက်တယ်ဘောနော်ကဲကဲယူတော့လာပြီဘောနော်အေးတိုက်လို့လိုက်တယ် ေးတိုက်လိုက်တယ်ဒီကအိမ်ကျမှမတောက်တော့ဒီကဟိုမှာ laptop စစ်နေရတယ်နဲ့မတောက်နိုင်လဲဘူးပေါ့တန်းနာတော့ဒီမှာကြည့်လိုက်တော်တော်လေးတန်းနေပေါ့နော်အိမ်ကျမှပဲကျွန်တော်ဘာဒီစစ်ခဲ့တယ်ဘယ်လိုမျိုးကြီးလုပ်ခဲ့တယ်အဲအဲ့အလေးတစ်ချက်ပြန်ပြောပြပေးမယ်အဟောင်းဝင်ဘာဒီစစ်တင်နေတယ်ဆိုတာကျွန်တော်ပြောပြပေးမယ်ဟုတ်ပြီအနေနော်ဟိုဘာဘောစကန်ဝင်မယ်ဆိုရင်나이ဝဲလောက်တော့စေရတယ်ပေါ့ ဲ့တခုရှိတာလေသူကကြတော့အဲ့လောက်ကြီးတုံးတာဟုတ်အဲ့မှာဘောင်းချရတော့ပါတယ်ပေါ့နော်ဘယ်နှသိမ့်ပေးပြီးဝေထားတယ်အဲ့ဘောင်းချဗျာတိလာဝေတော့ကနီးနဲ့ရဲနဲ့ဘောင်းချနဲ့လေပါတယ်လို့ကျွန်တော်သုံးနဲ့ပစ္စည်းလိုမျိုးပေါ့နော်ကျွန်တော်ဆိုလို့ချင်းအဲ့လိုမျိုးအထက်တည်းရဒီစကရမာကတ်တဲ့စကူလေးရစားပေါ့နော်အကုန်လုံးတိန်းနေတာအဲ့လိုမျိုးအတိုင်းပဲပေါ့နော်အကုန်လုံးကာဘာတက်ပြီးတော့သုံးထားတယ်အဲ့ဒါကိုမှအဲဟိုပါပေါ့ desktop နဲ့သုံးတာ ျွန်တော်နဲ့နည်းနည်းစင်နေပေါ့နော်အဲသူအလုတ်ကဥစားက window တဲ့အဲ video editing လုပ်ဖို့ပေါ့နော်အခုဒီမှာက app နဲ့ဆိုတော့သူမလုတ်ဖြစ်ဘူးလို့ပြောတယ်အဲအဲ့လိုမျိုးပြောတယ်ပေါ့နော်ဟိုမှာ desktop မှာတင်ပြီးတော့ဗျာ type c ချိုးပြီးတော့အပြင်ကီးဘုံးနဲ့အပြင် monitor နဲ့တုံးတာအဲ့လိုမျိုးတုံးတာဆိုတော့ဒီ screen ဘိုင်းနေရော body ဘိုင်းနေအကုန်လုံးရောကီးအုပ်တွေရောလုံးဝအလက်ကြီးအဲ့လိုဖြစ်နေတာဒီကအဲ့ဒါပေါ့နော် ော်တော်လေးတန်တယ်အဲဒီလူမျိုးကုန်းတဲ့နေကိုစိတ်ဝင်စားလားဆိုတော့လေကွန်မန့်မှာတစ်ချက်မှန်ပေးသွားလို့ရသလိုအခုလူမျိုးအဲစိတ်ရတာတွေအာယုံနောက်တွေကိုယ်တိုင်အင့်တန်းတုံးခြင်းတဲ့အနေအထားတိရှိတယ်ပေါ့နော်စော်ဝဲတွေအစားတခါတည်းထည့်ပြီးဘာဆိုရင်တော့ကျွန်တော်ကြည့်မှာပေါ့နော်ကျွန်တော် BBW channel ပေါ့မှာလာပြီးတော့အသေးစိတ်စုံစမ်းမေးမြန်းပြီးတော့ကိုယ်နဲ့တင့်တော်တဲ့ laptop ရအောင်ကျွန်တော်ဆွေးနွေးပြီးတော့မှတ်ယူပေးနေလေးရှိပါတယ်အဲ့တော့စိတ်ဝင်စားတဲ့လူချင်းကျွန်တော် check out မှာလာပြီးတော့မှလို့ရပါတယ်ခင်ဗျ။ Okay ။ကျွန်တော်ညာလေးရော ဒီလောက်ပဲဘောနော်။ Okay ကျမ်းမပြတွေ့ပါမယ်။ Okay လက်တော့လက်သေးကိုလည်းရောက်ပြီဆိုတော့ကျွန်တော်လက်တော့အဟောင်းအဲဒီဝယ်မယ်မဖို့အဟောင်းဝယ်မယ်ဆိုလို့ရှိရင်တည်တည်တည်ထိုက်တဲ့အချက်လေးတွေကိုကျွန်တော်စာပြီးတော့ပြောပြပေးမယ်ပထမတစ်ချက်စာပြောမယ်အစင်တစ်ပေါ့နော်အစင်တစ်ကတော့မဖွင့်ခင်ကျွန်တော်အပြင်ပိုင်းကိုအရင်စစ်ဆေးရမှာဖြစ်ပါတယ်အဲ့တော့ဘာတွေကိုစစ်ဆေးရမလဲဘာတွေကိုအဓိကကြည့်ရမလဲဆိုတာကိုအဲပထမအဦးဆုံးပြောရရင် body ီ laptop တစ်လုံးလုံးရဲ့ volume မှာအဲစင်းရအခြေအရရှိလားအခြိုက်နေရှိလားအထူးသဖြင့်ဒီ down zone လေးတွေကိုကြည့်ကြည့်ပေါ့နော်အဲ့လို down zone လေးတွေကိုကြည့်ကြည့်ရမယ်အရင်ဆုံးကတော့ကျွန်တော်တို့ဒီ size ရောက်ပြီဆိုတော့ဘူးလေးတွေပါလေးတွေကိုကြည့်ပေါ့နော်ဘူးမှာကဒီဘယ်နိုင်ငံထုတ်လဲတို့ RAM ဘယ်လောက်လဲ512လား256လားအဲ့လိုမျိုးလေးပါတယ်ဗျာအဲ့ဒါလေးတွေကိုတစ်ချက်ကြည့်လိုက်ရှုပ်ကြရင်လည်းဘူးနဲ့ပါခြင်းမှပါမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဘူးကိုဖွင့်ကြည့်ပြီးတော့မရဘူးဆိုလို့ရှိရင်လည်းဒီအလုံးလိုက်ပဲရှိရဲဆိုရင်တော့လည်းပဲကျွန်တော်စောစောကပြောသလိုပဲအလုံးတိုင်းကိုကြည့်ပြီးတော့ ကျွန်တော်ဒီဘက်ဒီလိုဘေးဘောင်နေမှာအဆင်ပြေလားထိခိုက်ထတာတွေရှိလားဒါပေမဲ့ဒါကြီးတော်တော်များများတော့ကျွန်တော်တို့က second ဝင်ရအောင်သွားပြီးစူကလေးကငကိုရဲ့ line ပေါ်မှာပုံနေပါတွေကိုကြည့်သွားတာဖြစ်တဲ့အတွက်အဓိကတော့ devil check ပေါ့နော်နှစ်ခါထပ်ပြီးကျိုးစစ်ဆေးတဲ့အနေနဲ့ဒါပဲအဲတော့စစ်ဆေးရမှာအစားတည်းကကျွန်တော်တို့ကဒီ PC ကိုကြိုက်ပြီးဆိုမှပဲတော့ဝင်မှာမဟုတ်ဘူးလားအဲ့လိုမျိုးဆိုအရင်ဆုံး line ပေါ်မှာလည်းကြည့်ပြီးသားဆိုတော့အဲ့ဒီသူပြထားတဲ့နေရာလေးတွေနဲ့ဒီတခြားထပ်စစ်ဗျာနောက်ပြီးတော့ဒီ laptop ရဲ့ hints ပေါ့နော် ဒီဒီဒီကောင်အပိတ်အဖွင့်ကအစင်ပြီလားအရင်ချောင်းပြီးတော့တော်တော်ကြီးအစင်မပြေဖြစ်နေလားပုံမှန်ကတော့ဒီလိုလေးစီးစီးပိုင်ပိုင်လေးပဲဗျာအဲ့ဒါထုံးစံပဲအဲအဲ့လိုမျိုးဒီဟင်းပိုင်းကတော်တော်ကြီးစိုးနေလားတို့ထိကြိုက်ထားတာတွေပဲရှိလားအလောက်ကတော့ဒါအဲပုံမှန်အခြေခံဆက်ရမယ်အနေထားလို့တော့ပြောလို့ရတယ်နောက်ပြီးတော့ laptop ရဲ့ဒီအောက်ခြေတွေပါတွေကြည့်ပေါ့နော်ဖွင့်ထားတဲ့အပိုင်းဘာညာရှိလားစကူတွေပြောင်းနေတာတို့ပြုံးနေတာတို့ဒါတွေကတော့ကျွန်တော်တို့မျက်လုံးနဲ့စစ်ရမယ်ဟာလေးပေါ့နော်တော်တော်များများ laptop ဝယ်ပြီဆိုရရအဲ့လိုမျိုးစစ်ကြမယ်ထင်ပါတယ် အဲ့တော့အဆင့်2ကိုကျွန်တော်ဆက်ပြီးတော့တွားလိုက်မယ်ဒီ physical ဘိုင်းကိုကြည့်ပြီးရနောက်မှာ software ဘိုင်းနဲ့ hardware ဘိုင်းစမ်းသပ်မှုတွေလုပ်ရမယ် laptop ကိုကျွန်တော်တို့ power ဖွင့်ရမယ် power ဖွင့်ပြီးတော့အတွင်းဘိုင်းကိုစစ်ဆေးရလိမ့်မယ်အဓိကပြဿနာကကျွန်တော်အခုဒီမှာကြိုပြောချင်တာလေးရှိရေပေါ့နော်ကျွန်တော်တို့အခုဒါဝယ်သွားတဲ့ကျွန်တော်ရဲ့ process လေးကို ကျွန်တော်ပြပြပေးတာ sharing လုပ်ပေးတာဒါပေမဲ့ကျွန်တော်ဥစ္စာကိုကြည့်ပြီးတော့အကိုရှိရကျွန်တော်တောက်ဝေလိုက်တယ်ဒါပေမဲ့ကျွန်တော်အစင်မပြူပါညာအဲ့လိုမျိုးကြီးတော့ကျွန်တော်အားမမခံဘူးပေါ့နော်ကျွန်တော်ဒီဒါကိုးကားလို့ရအောင်အထောက်အကူဖြစ်စေမယ့်အချက်လေးတချို့ပြောပြပေးတာဒီ laptop စကန်ဝယ်ဖို့ဆိုတာခါပေါ့နော်ဒီ macbook တွေကိုစကန်ဝယ်ဖို့ဆိုတာက experience အတွေ့အကြုံအနှဲငယ်တော့ရှိထားတဲ့နဲ့အတွေ့အကြုံရှိပြီးသားသူတုံးပူးပြီးသားတုံးနေကြသူတယောက်ဝယ်တယ်ဆိုရင်တော့အစင်ပြေမယ်ကိုကကိုမှပထမအဆုံးချိန်တော့ဝယ်မယ်ဆိုရင်အဲ့ဒါကဒီ laptop ကိုစဖွင့်တဲ့အချိန်မှာတော်တော်များများကဒီ factory reset ချ ထားတဲ့အခါကျဒီလိုဖွင့်လိုက်ရင်အဲ့မှာ setting လောက်ရအောင်အပိုင်းနေရှိရေပေါ့နော်အဲ့ဒီအပိုင်းတွေကကိုကလုံနိုင်နေဆိုရင်တော့တမျိုးပေါ်မြန်မြန်ဆန်ဆန်မလုံနိုင်ဘူးဆိုရင်ဟိုဘက်ကလည်းစောင့်ရတာ center one နှိမ့်နေရတဲ့အချိန်ဆိုလို့ချင်းအဆင်ပြေမှာမဟုတ်ဘူးအဲ့တော့ experience ရှိတဲ့သူနဲ့အတူတူတွားပြီးတော့ဝင်နေပိုကောင်းတယ်အဲ့တော့ပထမဆုံးကျွန်တော်ပြောပြပေးမှာကပါဝင်ပြီးအတွင်းပိုင်းကိုစစ်တဲ့အခါမှာ ဘာတွေစင်မလဲဆိုတော့ screen testing လုပ်ရပါမယ် dead page တွေဘာတွေစင်မယ်ဗျအဲ့တော့ပထမဆုံး safari ကိုဖွင့်မယ်ပြီးလို့ရှိရင် google မှာ dead page test ဆိုပြီးတော့ရိုက်ရှာတာပဲဖြစ်ဖြစ် monitor test ဆိုပြီးတော့ရိုက်ရှာတာပဲဖြစ်ဖြစ်အဲ့လိုမျိုးရိုက်ရှာလိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် website တခုတည်းကိုရောက်သွားလိမ့်မယ်အဲ့တခုတည်းကိုဝင်ပြီးတော့ screen ကိုဒီမှာအဝါစိမ့်နေပြအစုံအဲ့လိုကျွန်တော်တို့လုတ်ပြီးတော့သုံးလို့ရတယ်ဗျအဲ့ဒါကိုကြည့်ပြီးတော့အထက်ထဲမှာအယောင်မပြောင်းမင်းနဲ့ကြံနေတဲ့ page တွေအဆက်ပြောက်လေးတွေရှိလားအဲ့ဒါ dead page ပေါ့အဲ့ဒါတွေကျတော့အဲ့လိုမျိုးရှိလားဒါမှမဟုတ် screen ရဲ့တနေရမှာအယောင်မိန်နေတာတို့အယောင် ရင်စူးလုံးအားကြီးနေတာတော့အဲ့ဒါမျိုးကြီးရှိလာဆိုတာလေးဒီတစ်ချက်စစ်ကြည့်ရင်ကိုအဲ့ကောင်ကဆော်ရင်မိုင်းမှာတော့တော်တော်လေးအဆင်ပြေသွားလိမ့်မယ်ခင်ဗျာအကြမ်းမြင်းတော့တည်သွားလိမ့်မယ်ဒါလောက်ပဲစစ်လို့ရရကျွန်တော်တို့သွားပြီးတော့ professional 2D ဘိုင်နဲ့သွားပြီးတော့ထိုးစစ်တာမှမဟုတ်တာအဲ့လိုမျိုးဆိုတော့နောက်တစ်ခုကကြာ keyboard test keyboard test လည်းအဲ့လိုပဲ safari ကိုထပ်ဝင်ထပ်ဝင်ပြီးတော့ website ကိုမှဒီ keyboard tester ပေါ့နော်အဲ့လိုမျိုးရိုက်ရှာလိုက်လို့ရှိရင်ဟို keyboard ကို key တစ်ခုချင်းစီကို light နှိပ်လို့ရတယ် key အလုံးမလုံးဒီပြပေးတဲ့ keyboard tester လေးပေါ်လာလိမ့်မယ် အဲ့မှာကျွန်တော်တို့သွားပြီးတော့နှိပ်စစ်လို့ရတယ်ဗျာအဲ့ဒါဆိုလို့ချင်းခလုတ်အားလုံးအလုတ်လုံးမလုတ်ကျွန်တော်တို့စပြီးတော့တီးပြီးအဲ့ဒါကဒုတိယတစ်ချက်စစ်တာပေါ့နော်နောက်တစ်ခုကတော့ထုံးစံတိုင်းပဲကီးဘုတ်ကဒီနောက်ခံမီးဒီပိုင်းမတ်ပေါ်မှာဆိုလို့ချင်းရှိတယ်ဗျာအဲ့တော့ဘက်လိုက်တွေလင်းမလင်းအဲ့လိုမျိုးစစ်အလင်းအမောင်ချိန်လို့ရမရအဲ့ဒါတွေစစ်ပြီးတော့လို့ချင်းဒီ trap back ကလက်နှချောင်းနဲ့တုံးလို့ရလားလက်သုံးချောင်းနဲ့တုံးလို့ရလားအဲ့ဒါတွေစစ်ပြီးတော့ trap back မှာဒီ vibration လေးတွေပေါ့နော် mapbot ဒီမှာဆို haptic feedback ပါတဲ့ trap back တွေတုံးတဲ့အခါကျတော့အဲ့ဒါလေးတွေ ပါလားမပါလားအဲ့ကောင်တွေပါတစ်ချက်စစ်ကြည့်ပေါ့နော်ဒါကတော့အကြမ်းပြင်းတော်တော်များများလေးသိကြလိမ့်မယ်လို့တော့ထင်ရပေမဲ့တတိထားပြီးတော့စစ်တယ်ပါတယ်နောက်တစ်ခုကတော့ battery hair ပေါ့နော် battery hair စစ်မယ်ဆိုလို့ရှိရင်ဒီ second hand mat တွေမှာဆိုလို့ရှိရင်တော့အရေးကြီးဆုံးက battery hair လို့တော့ပြောလို့ရတယ် system setting တွေကိုသွားသွားပြီးသွားလို့ရှိရင်ကျွန်တော်တို့ battery hair ကိုသွားပြီးတော့ battery hair ဆိုတာကိုကျွန်တော်တို့သွားပြီးတော့မှအိုင်လေးကိုနှိပ်ပြီးတော့စစ်လို့ရတယ်ဗျာအဲ့တော့ဘာမှမဘလောက်ကြံသေးလဲပါညာအဲ့လိုမျိုး ဆက်ပြီးတော့ show လို့ရတယ်ဒါခင်ဗျားတို့လည်း iPhone တွေ bari ကင်နေတဲ့သူဆိုရင်တော့စစ်နေကြဖြစ်ပါလိမ့်မယ်အဲနောက်တစ်ခုကကြတော့ဒီ circuit count ပေါ့နော် circuit count ကိုကြည့်မယ်ဆိုလို့ရှိရင် Apple ပုံစံလေးကိုနှိပ်လိုက်ဘယ်ဘက်အပေါ်ဆုံးနောက်မှာရှိတယ်အဲ့ဒါကိုတွားပြီးတွားရင် about this mess ဆိုတာတွေကနေတွားမယ်ပြီးရင် mode info ဆိုတာလေးကိုဆက်နှိပ်မယ်နောက်တစ်ခုကကြတော့ဆက်သွားလိုက်အောက်ဆုံးမှာ system report ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော် power ဆိုတဲ့ level အခွဲလေးတွေကိုဝင်လိုက်ရင် circuit count ကဘလောက် ဒီမှာ88ရဲ့တို့ဘက်ထရီက93ပဲအဲ့လိုမျိုးလေးရာခိုင်နှုန်းနေနဲ့စကစ်ကောင်းပါတယ်ဆိုတော့ အဲ့ဒါလေးတစ်ချက်ကြည့်ရမယ်ဗျာသူပြထားတာ ਨੇ မှန်လားမမှန်လားကြည့်ပေါ့နော်သူကစာကေကောင်ကိုအဲစာကေကောင်ဆိုရယ်ဘက်ထရီကိုကျွန်တော်တို့ဒီ95ရာခိုင်နှုန်းရှိသေးတယ်ပြောပြီးတော့ကိုကသွားစစ်လိုက်တော့90ရာခိုင်နှုန်းကျန်အဆင်မပြေဘူးလीအဲ့ဒါကြီးလည်းစစ်တင်ပါတယ်အဲ့နောက်ခုကတော့ကျွန်တော်မပြောလဲခင်ဗျားတို့သိလိမ့်မယ်ဆေးလဲစစ်တက်တယ်စပီကာစပီကာစစ်တာကတော့စပီကာပြီးတော့ webcam နဲ့ mic ဆိုစစ်မယ်ဗျာအဲ့တော့စပီကာစစ်တာတော့ထုံးစံတိုင်းပဲ YouTube ကိုတော့ဖွင့်လိုက်တစ်ချင်းတစ်ပုံတစ်ပုံလောက်ဖွင့်လိုက်ရင်စပီကာဘယ်ညာအတန်လေးပါလိမ့်နားနဲ့ပဲကပ်ပြီးတော့နားထောင်ကြည့်လိုက်အဲ့ဒါဆိုရင်အဆင်ပြေသွားလိမ့်မယ် အဲနှစ်ခုစလုံးအတန်ကြီးကြီးလင်းလင်းကြားရမယ်အတန်ကွဲနေလားပါလားလေတစ်ချက်နားထောင်ကြည့်အတန်လေးတွေပါလေးတွေအကုန်ဆွဲတင်ပြီးတော့ပေါ့နော်အဲနောက်ပြီးတော့ဒီကင်မရာ web cam ဆင်မဲ့ဆိုလို့ရှိရင်တော့ photo boo app ထဲကိုဝင်လိုက် photo boo app ထဲကိုဝင်ပြီးတော့ဒီမှာအမှကင်မရာရောဒီဗီဒီယိုရိုက်လို့ရတယ်အမှဗီဒီယိုရိုက်ကြည့်ပြီးတော့ကိုယ့်ရဲ့ mic ကောင်းမကောင်းအတန်ကောင်းမကောင်းအဲ့ဒါတွေပါတစ်ချက်စစ်ဆေးလိုက်ရင်တော့အဆင်ပြေပါလိမ့်မယ်နောက်တစ်ခုပြောမယ်ဆိုရင်ဒီ port တွေပေါ့နော် port တွေကိုကျွန်တော်တို့အာသွင်းဂျိုးထိုးပြီးတော့စစ်တာပဲဖြစ်ဖြစ်လုပ်တင်ပါတယ်သူမှပါလာတဲ့အာသွင်းဂျိုးနဲ့အာသွင်းနဲ့အလုံးမလုံးအာလုံးလားမလုံးလားအဲ့ဒါတွေတစ်ချက်စစ်ရမယ်ဘောနော adapter ယူပြီးတော့အာသွင်းကြည့်ရမယ် အဲ့တော့ဒါရီလည်းစိတ်ရှုပ်တယ်အစင်မပြေဘူးဒါလည်းမျိုးတွေမလုံချင်ဘူးဆိုရင်တော့ကျွန်တော်ရဲ့ PKW chapter မှာလာရောက်ပြီးတော့အဲ့လိုမျိုးဝင်ဆောင်မှုယူပြီးတော့မှာလို့ရတယ်ဘောနော်ကျွန်တော်ဘလို့မက်လိုချင်တယ်ဘလို့မျိုး specification လေးနဲ့အဲဘလောက်တန်တာလေးလိုချင်တယ်ဈေးကတော့ဘလောက်ဝင်ချင်သုံးချင်ပါတယ်ဆိုပြီးတော့ကျွန်တော်ရဲ့ PKW chapter မှာလာပြီးတော့မယူလို့ရပါတယ်အဲ့ဒါဆိုတော့ကျွန်တော်တင်တော်တဲ့ map တန်ပါတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ယူပြီးတော့ရှာပေးပါတယ် okay တော့စိတ်ဝင်စားရဲဆိုတော့ကျွန်တော်ရဲ့ PKW chatbot မှာလာရောက်စုံစမ်းပြီးမြန်မာပြည်လို့ရပါတယ်။ match second တွေရောအစ်စ်တွေရော window အစ်စ်တွေရော second တွေအားလုံးကျွန်တော်ရှာပေးပါတယ်။အဲ့တော့အစင်းသုံးဖို့တော့အောင်အဲနောက်ဆုံးအပိသက်စစ်စင်းမှုလို့ပြောလို့ရလိမ့်မယ်။အကြောင်းညာလဲဝင်ပြီးပြီးဆိုတော့ဆက်လိုက်အောင်ပေါ့နော်။အဲ့တော့နောက်ဆုံးနေနဲ့မဖြစ်မနေစစ်တင်တဲ့အချက်နှစ်ချက်အဓိကကြံတယ် main လုံးဝမဖြစ်မနေစစ်ရမှာ။ဆောစောကကျွန်တော်ဘူးပါလို့ရှိရင်ဘူးမှကြီးလို့ပြောတဲ့ဟာလေးတွေပေါ့နော်။အဲ့ဒါကျွန်တော် abbey icon လေးကိုနှိပ်လိုက်။ abbey icon လေးကိုနှိပ်ပြီးသွားလို့ရှိရင် about this map ဆိုတာလေးကိုတွားပြီးတော့ဒီ map ရ Yeah. ဒီ serial number တွေ RAM ဘယ်လောက်သုံးထားလဲပြီးတော့သူ့မှာကဘယ်လို chip တွေသုံးထားလဲဆိုတာကိုသိကြပေါ့စစ်ကိုစစ်ရမယ် SSD ကဘယ်လောက်ပါတယ်ဆိုတာအဲ့ဒါကြီးစစ်တင်တယ်ပေါ့နော်အဲ့ဒါနောက်ဆုံးအနေနဲ့ double check လုပ်ရမယ်ပေါ့နော်ထပ်ပြီးတော့ထပ်ခါထပ်ခါထပ်ခါတော့စစ်ပြီးတော့သွားရပါလိမ့်မယ်အဓိကပြောချင်တာကဗျာသူကြော်ညာထားတဲ့ဟာတွေရောင်းဖို့အတွက်ရေးထားတဲ့ဟာတွေနဲ့ကိုယ့်ရဲ့ဒီ specification တကယ်တူရဲ့လားဆိုတာကိုပို့ပြီးတော့စစ်တင်ပါအဲ့ဒါပြောချင်တာနောက်ဆုံးတစ်ခုကတော့ HP ရင်တော်တော်လေးရှိတဲ့နေအထဲထဲမှာပါတယ် iCloud ကို sign in လုပ်ထားလား sign out လုပ်ထားလားဆိုတာကိုကြည့်ရမှာဖြစ်ပါ Adi အဲတချို့နေရာတွေမှာဒီ i cloud ကတော့ sign out ထွက်ပြီးသားဖြစ်ခြင်းဖြစ်နေနိုင်တယ်ဒါပေမဲ့ find my mac လို့ပါတော့ကိုပိတ်မထားမိတာမျိုးတွေပါလေဖြစ်နိုင်တယ်တကယ်တော့အဲ့ဒါ find my mac ကိုမပိတ်မိဘူးအဲ့အတိုင်းကြီးဝဲလာတယ်သူ့ရဲ့သူများအကောင့်ကြီးနဲ့ကျွန်တော်တို့ကဝဲလာတယ်ဆိုရင်အဲ့ mac ကကိုယ့်လက်ထဲရောက်မှသုံးမိရတဲ့ okay ကြီးတစ်လုံးနဲ့ဖြစ်သွားနိုင်ပါတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါကတော့ကိုယ့်မှာ apple id တခုရှိထားဖို့လဲလိုတယ် apple id မရှိဘူးဆိုရင်တော့အသစ်ဖွင့်ပြီးတော့ sign ဝင်ပြီးတော့ login ဝင်ပြီးတော့စမ်းကြည့်ရမယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုရင်တခြားနားလဲတဲ့လူကိုခေါ်ပါအဲ့ဒါအဲ့ဒါအရင်အရေးကြီးတယ်ဒီ mac AirPod တို့ iPhone တို့ဝယ်တဲ့ခါမှာ Apple ID မှာ Find My iPhone တို့ Find My Mac တို့ကိုပိတ်ထားမှအဆင်ပြေတာအဲ့ဒါမပိတ်လို့ရှိရင်တော်တော်လေးပြဿနာရှိရပါတော့အဲ့တော့အဲ့ဒါကအရင်အရေးကြီးပါတယ်အဲ့ဒါကိုတစ်ခါစစ်နှစ်ခါစစ်တိတိကျကျလေးထပ်စစ်ဖို့ကျွန်တော်အကြံပေးပါတယ်အဲဒီနေ့ပြောပြသွားတဲ့အချက်တရကြတော့ကျွန်တော် second hand MacBook တစ်လုံးဝယ်ယူသူတိုင်းအတွက်အခြေခံအကြဆုံးနဲ့အရေးကြီးဆုံးအချက်လေးတွေကိုပဲကျွန်တော်ပြောပြပေးသွားတာပေါ့နော်အဲ့ဒီအချက်တွေအားလုံးအစဉ်ပြည့်တယ်ဆိုရင်တော့တင် MacBook ကိုစိတ်ချလက်ချဝယ်ယူလို့ရပြီလို့ပြောလို့ရတယ်ပေါ့နော်ဒီ video နဲ့ ပတ်သက်ပြီးတော့တခြားသိချင်တာတွေရှိရင်လည်းပဲဒီ comment မှာမေးသွားလို့လည်းရပါတယ်။ဒါပေမဲ့ကျွန်တော်ပထမအဦးဆုံးပြောသွားခဲ့တယ်လို့ပဲဒီ video ကိုကြည့်ပြီးတော့ member တစ်လုံးသွားပြီးတော့ second account second account လာအဲ့ဒါဝယ်ဖို့ကျွန်တော်အကြံတော့မပေးဘူးပေါ့နော်ဒီ video တပုတ်တည်းကိုကြည့်ပြီးတော့ဝယ်မယ်ဆိုရင်တော့အကြံမပေးဘူးကိုကလုံလောက်တဲ့အတွေ့အကြုံလေးတွေလည်းရှိဘူးလိုအပ်တယ်လို့ကိုကတကယ်တိတ်ပြီးတော့နားမလည်တဲ့အထက်ထဲမှာပါတယ်အဲ့ဒါမျိုးတွေနဲ့အတွေ့အကြုံတိတ်မရှိတဲ့အထက်မှာပါတယ်ဆိုရင်တော့ ကိုယ့်ရဲ့အနီးနားမှာရှိတဲ့တငယ်ချင်းနားလေတဲ့တငယ်ချင်းပဲဖြစ်ဖြစ်တုံးနေကြတငယ်ချင်းပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေကိုအားကိုးပြီးတော့တောင်းဝယ်ရတော့ပိုကောင်းတယ်ကိုတယောက်တည်းသွားပြီးတော့ယူယူမိုက်မိုက်တော့သွားမလုံနဲ့ပေါ့နော် second hand ဝယ်တဲ့ကအတိတ်တွေလို့မျိုးကျွန်တော်မျက်စိဆုံးပဲပြီးတော့ဝယ်လို့မရဘူးကြည့်ရမယ့်အချက်တွေလည်းအများကြီးရှိသလို experience အတွေ့အကြုံတချို့လည်းလိုသေးတာမို့လို့ဒီ video တစ်ပုဒ်တည်းကိုပဲကြည့်ပြီးတော့မှာပေါ့အဟောင်းသွားမဝယ်ဘူးတော့ ကျွန်တော်အထက်ထက်အထက်ထက်အကြံပေးရပေါ့နော်ပြီးရင်ကျွန်တော်ခေါင်းကိုရောက်လာမယ်ပေါ့နော်ခမရတလုံးမျိုးပြောလို့ဝဲလက်တာဒါကြီးတွေဖြစ်လာတယ်ပါညာဆိုတာလာအောင်ပါလေအဲ့လိုမျိုးဆိုဒီမှာကိုရီးယားမှာဆိုရင်ပိုဆိုးတယ်ဟောအပြန်လဲမဝဲခင်မှာစကားပြောရတဲ့အခါမှာတချို့ကနိုင်ငံသားတွေမရောင်းညို့တချို့ကနိုင်ငံသားတွေနိုင်ငံသားတွေဂျင်းထဲကျင်တယ်ကိုရီးယားမှာလည်းမဟုတ်ပါဘူးတခြားနေရာတွေမှာလည်းအဲ့လိုပဲခမရတို့ထိုင်းတို့ဘာတို့မဝဲမယ်ဆိုရင်လည်းအဲ့လိုပဲနိုင်ငံသားတွေပါဂျင်းထဲတာတွေအဲတွေ့မလွယ်ဘူးပေါ့နော်အဲ့တော့တတိထားတတိကိုအထက်ထက်အခါထားပြီးတော့မှစကန်ကိုဝဲပါထုံးစံတိုင်းပဲခေါင်းမရှုပ်ချင်ဘူးဆိုတော့ကျွန်တော်ရှိမှလာဝဲပါ โอเคมินิวีดีโอတလောက်ပါပဲခင်ဗျအဲ့တော့ဒီနေ့ဘလော့လေးကိုကြည့်ရှုအားပေးတော့ကျေးဇူးအများကြီးအများကြီးတင်ပါတယ်အထင်မြင်ယူဆချက်တွေနဲ့တခြားသောစစ်ဆေးရာရှိတဲ့အချက်တွေရှိသေးတယ်ဆိုရင်လည်းပဲကွန်မန့်မှာကျွန်တော်ဝင်ရောက်ပြောပြသွားပေးလို့ရတယ်လို့တခြားသူတွေနဲ့လည်းအဲ့လိုမျိုးအပြန်အလှန်ဆွေးနွေးတတ်လို့ရပါတယ်ဒီနေ့ပြတော့တလောက်ပါပဲ